အားလုံးမင်္ဂလာပါ morning block ကနေပြန်လဲကြိုဆိုပါရစေ။အဲအရှိရပိုင်းနေရတပုံနေလည်းမတင်ဖြစ်ဘူး block တွေလည်းမတင်ဖြစ်ဘူးပေါ့နော်။အားကြောင့်ဟိုဟိုမိသားရေးလည်းများနေပြီဆိုတော့ဒီမတင်ပြရတဲ့အကြောင်းကဒီ covid 19ကြောင့်ပေါ့နော်။အိမ်မှာ stay at home နေတော့မရိုက်ဖြစ်ဘူးပေါ့နော်။အားလည်းရှိတယ်။ဟိုနောက်ပြီးတော့ဒီသွားနေပတ်သက်တာတွေလည်း messenger တွေမှာ လာမေးတာရှိတယ်ဒီ comment တွေမှာမေးရလဲရှိတယ်ပေါ့เนาะအဲ့တော့ဒီထားထဲမှာဟိုသွားစေးခန်းနေရလဲပိတ်ထားတာပေါ့เนาะ covid 19ကြောင့်ပိတ်ထားရတယ်ဘာလို့ပိတ်ထားတာလဲဆိုလို့ရှိရင်ဒီသွားစေးခန်းမှာဒီလူတယောက်ကနေ တယောက်ကနေပေါ့နော်ကူးဖို့က risk များပါတယ်ဒီ covid 19ကပေါ့သူအသက်ရှူလမ်းကြောင်းနေကူးတာဆိုတော့ကျမတို့တောင်းနေတယောက်ကြားတော့ဟာပေါ့မကူးအောင်လို့ mask တွေတောင်တတ်ထားတာဒါပေမဲ့ oxygen တော့ပြရတဲ့ခါကျတော့ဗစက်ကလုံးဝမဖွင့်မပြပဲနေလို့မရဘူးလေနော်အဲ့တော့ကူးဖို့က risk များတယ်များတော့ပြီးတော့နောက်ပြီးတော့အသွားဆီးကမှာတုံနေကြရတဲ့ရေမှုန်ရေမွားတွေထွက်တယ်အဲရေမှုန်ရေမွားတွေရရင်တဆင့်လဲကူးနိုင်တယ်ဆိုတော့ဒီဟိုပြီးခဲ့တဲ့ဘက်တွေကတော့ပိတ်ထားတာပေါ့နော်သွားဆီးကတော်တော်များများအခုဒီရက်ပိုင်းနေရတော့သွားဆီးကနေကအလို precaution လိုအပ်တဲ့ဟာ လေးပေါ့နော် PPE ဝင်မယ်ပြီးရင် face shield တက်မယ် N95 တွေတက်မယ်နောက်အဲ့လိုမျိုးပေါ့နော်နောက်ဒီ extra oral section တို့ပါအဲ့လိုမျိုးရေဝယ်ပြီးပေါ့ပဲဖြစ်ဖြစ်ဟိုပြန်ဖွင့်လာကြတာပေါ့နော်ပြန်ဖွင့်လာကြရပေမဲ့လည်းကျမအနေနဲ့တွားကျမယူ GU site ဖို့အကြောင်းနေအဲဒီ COVID-19 ကာလမှာပေါ့နော်အဲ့ဒါပြောပြချင်ပါသေးတယ်ဆိုတော့ဟိုတွားစီကန်းတွားပြရတဲ့ခါကျရင်တွားအရန်နာမှာပဲပြစီချင်ပါတယ်ဟို emergency ပေါ့နော် emergency ဘယ်လိုဟာမျိုး emergency လို့ခေါ်လဲဆိုလို့ရှိရင်ခုနကပြောတွားအဲအရန်နာမယ်ပြီးတော့လို့ရှိရင်ဒီတွားကြိုက်တာက ဒီကိုယ့်ရဲ့တဏှိတာလှုပ်ရှားမှုကိုပေါ့နော်နောက်ရက်ပေးမယ်မစားနိုင်ဘူးမအိမ်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်မယ်နောက်ပြီးရင်ဒီတိုက်တဲ့အပြင်ကိုမျက်နှာတွေပါရှောင်လာမယ်နောက်ကိုပါပူခြင်းလို့ဖြစ်လာမယ်ပေါ့နော်ဒါကကိုပူရဲဆိုလေဒီသွားကြောင့်ဖြစ်တာဆိုတော့တေးကြရေပေါ့လေအဲ့လိုမျိုးဆိုရင်တော့တော့ပြလို့ရပါတယ်ဒီအိမ်မှာပဲနေမယ်သွားစိတ်ကမသွားခြင်းဘူးဆိုလို့ရှိရင်တော့သွားကြမှာယူ view site ဖို့လိုတာပေါ့နော်သွားကြမှာယူကျွန်မအရင်ကပြောခဲ့တဲ့ flow တွေမှာလည်းပဲသွားကိုတနေ့နှစ်ချိန်တေးချတိုက်ရမယ်အဲသွားမတိုက်ခင်မှာ flow ဆွဲရမယ်အစာအကျွမ်းကြံနေမကြံနေအောင် view site မယ် အဲစားစားပေးတိုင်းလည်းပြုတ်တိချခြင်းပဲဒီရက်ပိုင်းမှာပေါ့အိမ်မှာအိမ်မှာပဲနေရတော့မုတ်တင်မျိုးစုံလုပ်စားကြရဲအချိုတွေစားရတာများမယ်ပေါ့နော်အဲ့တော့သွားလေးကိုပို့ပြီးတော့ view site ပေးပေါ့နော်နောက်အမာတွေစားရတယ်လည်းရှောင်ပေးပါပေါ့နော်ဟိုသွားတွေမကွဲတာမကွဲအောင်ပေါ့လေနောက်ပြီးသွားကိုတိချတာကတော့အရင်အထက်ပို့ပြီးတော့ view site ပေးပါပေါ့နော်လူတွေတော့မကြိုက်လာအောင်ပေါ့လေ နောက်ပြီးရင်မလုပ်ရမလဲဆိုလို့ရှိရင်သွားတေချာတိုက်မယ်အဲလုံးတဲ့ဂျားရဲရအောင်မသွားနာလာရဲပေါ့သွားနာလာရဲဆိုလို့ရှိရင်အဲကျွန်မကိုချက်ပေါက်ခံနေလာမေးကြတယ်ဆရာမသွားကြိုက်တယ်မလုပ်ရမလဲအဲကျွန်မတော့ဆေးလေးထည့်ထားရဲပေါ့နော်အဲဘာဆေးလေးတိတ်ထားရဲပေါ့အဲ့လိုဆေးတိတ်တာယူမကောင်းဘူးပေါ့နော်ဘာဆေးပဲဖြစ်ဖြစ် ဒီသွားတဲ့ပတ်သက်တဲ့ဒီနေရာမှာဒီအပြင်ကလိမ့်တဲ့မန်းစေးတွေရှိမယ်အဲနောက်ပြီးဒီနောက်ပြီးတော့အုံထားတာတော့ဗာအဲ့လိုမျိုးကြီးအဲ့ဒါမလုတ်တဲ့အောင်အဲ့တော့လုတ်ထားလို့ရှိရင်ဘာဖြစ်လဲဆိုတော့သွားမျက်နှာကြီးရောင်လာတတ်တယ်ပို့ပြီးတော့ပို့ဆိုးတယ်ပေါ့နော်နောက်ပြီးတော့ဆေးတောက်တယ်ဆေးတောက်တဲ့ခါကျရင်လည်းဆေးကိုကိုကိုပေါ့နော်ကိုတင်နေဆေးတွေမတောက်ကြပါနဲ့ဥမာပူသက်ဆေးပူသက်ဆေးတောက်တယ်ဟုတ်တယ်နားရဲကြိုက်တယ်ကျမတို့ပူသက်ဆေးတောက်မယ်ဆိုရင်ဆက်ဆေးတွေပေါ့နော်အဲ့မျိုးတောက်ရင်ဘာဖြစ်မလဲဆိုရင်ပူသက်ဆေးဆိုတာကဒီတရက်ကိုဘယ်လောက်တောက်ရမလဲဘယ်နဲ့ချိန်တောက်ရမလဲ ယ်ဘယ်ဟာပေါ့နော်မီလီဂရမ်ဘယ်လောက်တောက်ရမလဲတနည်းကိုဘယ်နှချိန်တောက်ရမလဲတစ်မျိုးနဲ့တစ်မျိုးနဲ့မတူဘူးပုတ်သက်ဆေးမှလည်းသူအရန်မြင့်တဲ့ပုတ်သက်ဆေးရှိတယ်အရန်ပြင်းတဲ့ပုတ်သက်ဆေးရှိတယ်ပေါ့နော်အဲ့တော့အဲ့အရာတွေကိုကိုကဆရာဝန်နဲ့မတိုင်မဲနဲ့ကိုစိတ်ကြိုက်ကိုတောက်လိုက်မယ်ဆိုလို့ရှိရင်ဒီပုတ်သက်ဆေးကစီးရင်ပါတာဖြစ်နိုင်တယ်စီးရင်ပါတာဖြစ်နိုင်တယ်ဆိုရင်ဒီနောက်ထပ်ကိုအရန်ဆိုးလာတဲ့ဟာဖြစ်တဲ့အခါကြလို့ရှိရင်ဒီဆေးကမနိုင်တော့ဘူးအဲ့တော့ကိုကအရန်ကို အရန်ဒီထက်ပိုပြီးပြင်းတဲ့စီတောက်အောင်လို့ဖြစ်သွားမှာပေါ့နော်အဲ့တော့ကိုယ်တဘောနဲ့ကိုစိတ်မတောက်ပါနဲ့ဆရာဝန်နဲ့တိုက်မိမှာ เนาะအဲဆေးတောက်ပြီးတော့ဆရာဝန်နဲ့တိုင်ပင်ပြီးဆေးတောက်ပြီးပျောက်သွားရလဲရှိပါတယ်ကျွန်တော်ကိုပြနေကြဆရာဝန်ရှိရင်လည်းအိပ်ပြနေကြဆရာဝန်ရှိမှာဆရာဆရာဆရာမကျွန်တော်ကတော့ဒီလိုဖြစ်နေပါကျွန်မကတော့ဒီလိုဖြစ်နေပါတယ်ပြောပြီးတော့အကြံတောင်းနိုင်ပါတယ်တိုင်ပင်နိုင်ပါတယ်အခုစီကန်းတော်တော်များများကလည်းဒီဖုန်းကောလေးလက်ခံပြီးတော့ဗောနောသူတို့ဖြည့်ပေးနေကြတယ်နောက်ပြီးတော့အဲ့လို emergency treatment တွေလုပ်ပေးနေကြတယ်ရှိတယ်အဲ့တော့ကိုနဲ့တည်ရဆရာဝန်ကိုပြနေကြဆရာဝန်ရှိရင်သွားပြီးတော့အကူအညီတောင်းနိုင်ပါတယ်ဟိုကိုကိုစိတ်ကြိုက်နေကိုဗောနောဆေးတောက်တာတွေဆေးလိမ့်တာတွေတော့မလုပ်ချင်ကြပါဘူးအဲဆေးတောက်တယ် ပြီးသွားရင်ပြုတ်ကျင်းနေပေါ့နော်အဲစားရည်လေးပြုတ်ကျင်းနိုင်နောက်ပြီးမဝက်ရှ်လင်းရဲ့ကျင်းနေအဲ့ဒါတော့မှမဟုတ်ဘူးအရင်နာလာတယ်ဒီပါးတွေကလည်းထိလိုက်ရင်ရောင်နေနောက်ပြီးတော့ညာဘက်အိမ်မပြောဘူးအစာလည်းမဝင်ဘူးအလောက်အထိဖြစ်လာပြီဆိုတော့ဒါတွားစီကန်သွားရတာပါပေါ့နော်တွားစီကန်သွားပြီဆိုလို့ရှိရင်လည်းဒီဆရာဝန်ကိုနဲ့ပြနေကြဆရာဝန်ဟိုဖွင့်မဖွင့်ပေါ့ဒီဆီကန်ဖွင့်မဖွင့်စုံစမ်းမှာစုံစမ်းပြီးမှရင် appointment ယူပါဘာလို့လဲဆိုတော့ကျမတို့ကအခုလူနာအကန့်တက်နေပဲကြည့်လို့ရတယ်အခုအကာအကွယ်ပေါ့နော်ခုနကပြပီးတွေတက်အောင်ရှိတယ်ဒီဟာတက်အောင်ရှိတယ်တက်အောင်ရှိ တယ်။အဲ့တော့ဆိုတော့အကန့်တက်လေးနဲ့ပဲပေါ့နော်။တက်ရောက်ပြီးသွားရင်လည်းတက်ရောက်ပြီးသွားရင်ကျွန်တော်တို့ဒီစီကောင်တန်ရှင်းပေါ့နော် stylization အကုန်လုံးပြန်လုပ်ရရှိတယ်။ ဆိုတော့ appointment လေးယူပေးပါယူပြီးသွားပြီးစေခန်းရောက်သွားပြီးဆိုလို့ရှိရင်ကျမတို့ကအခုဟိုပါဗော consent form လေးဖြည့်ရကိုယ်ဆက်မှာ history လေးတွေမေးတာဗောနော်မဒီဒီလူနာကအရင်ဆုံးကလွန်ခဲ့တဲ့14ရက်ကဖြစ်လွန်ခဲ့တဲ့တလအဖြစ်ဖြစ်ခရီးသွားတဲ့ history ရှိလားပြီးသွားလို့ရှိရင်ဘယ်ရီသွားထားလဲအိမ်မှာပဲ14ရက်တေချာနေထားလားဗောနော်ပြီးသွားရင်အဲကားတွေလင်းရင်မြန်နေအဲ့လိုမျိုးတွေ bus ကားတွေစီးထားတာရှိလားဗောနော်အဲမေးရပါတယ်မဖြစ်မနေမေးရပါတယ်ရှင်ဟိုအဲ့တော့မေးတဲ့ခါကျရင်လဲစိတ်မဆိုးကြပါနဲ့ဒါကကို့အတွက်ကောဆရာမအတွက်ကောဒါက ကာကွယ်တဲ့သဘောပါเนาะပြီးသွားရင်မမေးတယ်မေးပြီးသွားရင်နောက်ပြီးကိုရှင်မှာဖျားတဲ့အနေထားအမကိုဗစ် -19 ပေါ့နော်ကိုဗစ် -19 ရဲ့ဆင်တန်းတွေဖားရှိလဲချောင်းချောက်ဆိုးရတာရှိလားဖျားတာတွေရှိလားအသက်ရှူကျက်တာတွေရှိလားပေါ့နော်အဲ့ဒါတွေလည်းမေးပါတယ်အဲ့ဒါတွေမေးပြီးသွားရင်ဖောင်ထဲမှာဖြည့်ရဖြည့်ပြီးသွားရင်လက်မှတ်ထိုးရပါတယ်ပြီးတော့ရင်ခုနပြောရဲကျမတို့ဒီသွားနဲ့ပတ်သက်တာပေါ့ဒီကုသဟာကဒီဒီသင့်တောင်တောင်ကုနိုင်နေဆိုတာတိလားပြီးတော့လို့ရှိရင် risk များရဲ့ပေါ့ ဒီကုသဟုတ်ကိုခံယူလို့ရှင်ဒီဒီအဲ precaution တွေယူထားတာမှန်တယ်ဒါပေမဲ့လည်းမဖြစ်မနေကုသနိုင်တာတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါအကြောင်းတွေဦးဆရာဝန်ကတရားရှင်းပြထားလား emergency မှာပဲ treatment ပေးမယ်ဆိုတာကိုဆရာဝန်ကရှင်းပြထားလားအဲ့ဒါတွေအကုန်လုံးမေးပါတယ်မေးပြီးသွားရင်အဲ့ဒီ form မှာလည်းလက်မှတ်ထိုးရပါတယ်ဆိုတော့ဒီဟာတွေနှစ်ခုနှစ်မျိုးလုံးလောက်ရတယ်ပေါ့နော်လောက်ပြီးတော့မှအကုန်လုံးသိရှိပြီးဆိုတော့မှကျမတို့က treatment ပေးရပါပေါ့နော်ဆိုတော့ အဲတွားစီကန်တွားနည်းနည်းတော့အရင်အထက်ဆိုင်ပို့ပြီးတော့အလုတ်ရှုပ်သွားတာပေါ့နော်ပြီးရင်ဆရာဝန်တွေကလုံးဝဝတ်စုံပြေးနေခွေးရတယ်ဒီလိုတွားစီကန်တွားရတာမျိုးမဖြစ်အောင်ပေါ့နော်တွားကြမှာယူဂရုစိုက်ကြပါအရင်ထပ်ပို့ပြီးဂရုစိုက်ပါတနေ့နှစ်ကြိမ်ဒေကြာပေါက်တိုက်ပေးပါနော် floss လေးလည်းဆွဲပေးပါစစစပြီးလည်းပြလုတ်ခြင်းမှာအဲလိုချိုးတဲ့အစာတွေမာတဲ့အစာတွေချင်းတဲ့အစာတွေ အရှောင်ပေးပါပါเนาะဒီမှာ vlog လေးကိုညှိကုံးချုပ်ပါတယ်နောက်လဲစင်ပြေပြေလို့ပေါ့လေ vlog လေးတင်ပေးသွားပါအောင်မေးအားလုံးပဲကာယောဂါကြီးဘောเนาะမြင်းမြန်ဆဆန်ပဲကြော်ဖြတ်နိုင်ကြပါစေအားလုံးပဲကျန်းမာကြပါစေသွားရည်လဲကောင်းကြပါစေလို့စတောင်းပေးပါတယ်